စစ်ကောင်းဆောင်နဲ့စစ်ကောင်စီရဲ့လုံရက်တွေစစ်တပ်နဲ့ဆက်နွယ်တဲ့ဖွဲ့စည်းတွေရဲ့ထုတ်ပြန်ချက်တွေကြီးညာချက်တွေကိုစစ်တပ်ထောက်ခံသူတွေနီးတူဂုံယူဝမ်းမြောက်တယ်လို့ထုတ်ပြန်စာရီးအမြဲထုတ်ပြန်နေတဲ့အဖွဲ့တွေကအခုရုရှားပြန်ခီးမှလည်းဂုံယူတယ်လို့ထုတ်ပြန်လာပါတယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဖိတ်ကြားချက်အရလို့ဆိုပြီးပြီးခဲ့တဲ့မတ်လ3ရက်နေ့ကစစ်အရာရှိအချို့နဲ့ သက်ဆိုင်ရာဝင်ကြီးတွေကိုခေါ်ယူပြီးရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေကိုတွားရောက်ခဲ့ရာမက်စလ9ရက်နေ့ကမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။အဲ့လိုပြန်လည်ရောက်ရှိလာတဲ့စစ်ကောင်းဆောင်တဲ့အဖွဲ့ကိုမြန်မာနိုင်ငံအတွက်အပြုသဘောဆောင်တဲ့ကောင်းမွန်တဲ့ရလဒ်တွေရအောင်ဆွေးနွေးနိုင်ခဲ့တဲ့လူစုကအမှုပညာရှင်တွေအပါအဝင်စစ်ကောင်စီရဲ့ ညီတီလုံးရက်ကိုမစိုးထောက်ခံတဲ့လူအငြဲထုတ်ပြန်နေရှိတဲ့အဖွဲ့တွေကဂုံရင်ဝမ်းမြောက်ကြောင်းတင်းညတညာတွေထုတ်ပြန်လာတာကိုစစ်ကောင်စီသတင်းစာရီမှာဖော်ပြပါတယ်။စစ်ကောင်ဆောင်ရဲ့မြန်မာနိုင်ငံကန်နာဆောင်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ကျိုးပန်းဆောင်ရဲ့နိုင်ငံမှုပေါ်မြန်မာနိုင်ငံလုံးဆိုင်ရာဟိန်းနူပါတာရဲ့အဖွဲ့ချုပ်ပြည်ထောင်စုမြန်မာနိုင်ငံမက်ဒရစ်အသင်းတော်အောက်မြန်မာပြည် ရုံးကြည်ချင်းအေဝံဂေလိအသင်းတော်ပကူလွမြောက်ချင်းအသင်းတော်ရန်ကုန်ပိန်နေကုန်းရခိုင်ကြမေပလီဘူတိတော်မောင်တော်ဒေတာဖွံ့မျိုး၏အသင်း မြန်မာနိုင်ငံတပင်အစည်းအရုံးဘဟုမြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးမြန်မာနိုင်ငံရှိ El Muslim ဖာဒိုင်အဖွဲ့ဘဟုမြန်မာနိုင်ငံအာသစားမီဒီယာဖွဲ့ချုပ်လူမျိုးပေါင်းစုံစီလုံးညီညွတ်ရေးနဲ့အကျိုးဆောင်အဖွဲ့ယာယီမြန်မာနိုင်ငံဆိုင်ရေးဆရာအတင်းနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖက်နက်လုပ်ငန်းရှင်များဘူးအဖွဲ့ချုပ်တို့ကဂုံယူဝမ်းမြောက်တယ်လို့သဘောထားတွေအတီးတီးထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ် စစ်ကောင်ဆောင်လင်းအင်ဘောကဆင်းလာချိန်မှာအမှုပညာရှင်တွေနဲ့စစ်ကောင်စီထောက်ခံသူတွေစစ်တပ်လော်ဘီဝါရဖြန့်သူတွေကဥကောင်းကိုကုန်းညွတ်ပြီးအသေးပြုကြိုဆိုနေကြတဲ့ပုံတွေလည်းထွက်ပေါ်လာပါတယ်။အဲ့ဒီခရီးစဉ်ကိုကြိုဆိုဖို့အတွက်ရုံးဝင်နန်းတွေနဲ့ကျောင်းသားကျောင်းသူကလေးငယ်တွေကိုမဖြစ်မနေလာရောက်ကြရမယ်လို့ဆိုကလူစုဆောင်ထားခြင်းဖြစ်တယ်လို့သိရပြီးဝါရဖြန့် channel တွေမှာတော့ဟီသူတွေကတောင်းတမ်းဖျက်ပြလာရောက်ကြိုဆိုတယ်လို့ဖော်ပြထားပါတယ်။